လူတိုင်းမှာကြောက်ကက်ယောဂါဖြစ်နိုင်တယ်လားဟုတ်ကဲ့လူတိုင်းမှာကြောက်ကက်ယောဂါဖြစ်နိုင်ခြင်းရှိပါတယ်ကျွန်တော်ပြောတဲ့အချက်တွေမှာပို့ပြီးတော့ဖြစ်နိုင်ပါတယ်ဘာ၀လဲဆိုတော့ကျွန်တော်တို့စီးကြိုယောဂါရှိတယ်တွေးတိုးယောဂါရှိရတယ်ကျွန်တော်တို့မိသားစုရဲ့မှာကြောက်ကက်ယောဂါမျိုးမျိုးရှိရတယ်ပြီးတော့နောက်တစ်ခါအဝါလုံးမယ်နှလုံးယောဂရှိရတဲ့လူတွေအသက်60ကျော်တဲ့လူတွေမှာလည်းဖြစ်နိုင်ခြင်းများတယ်။ပြီးတော့ဆက်လေတောက်တဲ့လူတွေပြီးတော့နာသာရှိအကြိုက်ခဲပျောက်စေးတောက်တဲ့လူတွေပြီးတော့ကျွန်တော်တို့ ကြောက်ကက်ယောဂါဖြစ်စေနိုင်တဲ့အခြားယောဂါတွေကြောင့်လည်းကြောက်ကက်ယောဂါကိုပို့ပြီးတော့ဖြစ်စေပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့ကြောက်ကက်ယောဂါအကြောင်းကိုအသေးစိတ်လေးပြောပြပေးချင်ပါတယ်။သူ့ရဲ့အဓိကတာဝန်တွေကတော့ဒီကျွန်တော်တို့တွေးတဲ့အငြိကျွေးတွေကိုစစ်ထုတ်ပေးတာ။ဒီခန္ဓာကိုယ်ရဲ့ရေဓာတ်တထုဓာတ်နဲ့ကျွန်တော်အက်စစ်အဲကာလီရဲ့မျှခြေကိုထိမ့်သိမ်းပေးတာ။ တော့သွေးပောင်ခြင်းကိုထိန်းကြည့်ပေးပြီးတော့ဟော်မုန်းထုတ်လုပ်ပေးတာပေါ့နော်နောက်တစ်ခုကတော့တွင်းနူဦးတွေကိုထုတ်လုပ်မှုကိုအားပေးတဲ့ဒီဟော်မုန်းကိုထုတ်ပေးတာပြီးတော့ဗီတာမင် D အသုံးပြုနိုင်တဲ့ပုံစံကိုပြောင်းလဲပေးတာပေါ့နော်အရိုးရည်တန်မာဖို့တော့ပေါ့နော်ကျွန်တော်တို့ကြောက်ကက်ယောဂဆိုတာကဒီကြောက်ကက်လှုပ်ဆောင်ချက်တွေရုတ်တရက်ပေါ့နော်ဟိုရက်တစ်ပတ်အတွင်းဖြည်းဖြည်းချင်းလာပေါင်းများစွာနှစ်ပေါင်းများစွာပျက်စီးသွားတဲ့အခြေအနေကိုခေါ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကြောက်ကက်ယောဂရဲ့အမျိုးအစားလေးတွေပြောပြပေးခြင်းပါတယ် နံပါတ်၁ကကျွန်တော်တို့အချိန်တူကြောက်ကက်ပျက်စီးတာပါဒီရုတ်တရက်ကြောက်ကက်လှုပ်ဆောင်ချက်ကရက်သွားမယ်ဒီအကြောင်းရင်းရပေါ့နော်ကျွန်တော်တို့ကဒီပြင်းထန်တဲ့ရေသက်ဆုံးရှုံးမှုတော့အန်တယ်ဝမ်းလျှောတယ်ပြီးတော့နောက်တစ်ခါဆေးဝါးအချို့ရဲ့ဒီဘေးထွက်ဆိုးကျိုးပေါ့နော်ပြီးတော့စီလန်းချောင်းကိုပိတ်ဆို့တယ်ပြင်းထန်တဲ့ယောဂါပိုးဝင်နေဆိုလို့ရှင်တော့ဒီကျွန်တော်တို့ကုသနိုင်ခြေရှိပြီးတော့အချိန်ပြီးကုသလို့ရှင်တော့ပြန်ကောင်းမယ် နာတာရှင်ကြောက်ကက်ယောဂါကြတော့ကျွန်တော်တို့ကြောက်ကက်လုံဆောင်ချက်ကကျွန်တော်လာပေါင်းနှစ်ပေါင်းများစွာဖြည်းဖြည်းချင်းပျက်စီးနေတာဒီအကြောင်းရင်းဖြစ်စေရတာကကျွန်တော်စီးကြိုယောဂါအာအဖြစ်များတာပေါ့နော်ပြီးတော့အတွေးတိုးယောဂါဒီနာတာရှင်ကြောက်ကက်ရောင်တာပြီးတော့ကြောက်ကက်မှာရှိတဲ့ပြုံငယ်လေးတွေမှာပြဿနာဖြစ်တာပြီးတော့စီလံချောင်းပိတ်ဆို့တာ အဲ့လိုမျိုးကြတော့ကျွန်တော်တို့ကဟိုကုသဖို့အတွက်ကုန်တော့နှောင့်နှေးနိုင်တဲ့အပြင်ပြန်ကောင်းလာအောင်ကုသဖို့တော့နည်းနည်းခက်ခဲလာတယ်ပေါ့နော်အဲ့ဒီချိန်မှာနောက်ဆုံးစစ်မှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကြောက်ကက်အစားထိုးကုသမှုဒါမှမဟုတ်စီးသွားဖို့အတွက်ပေါ့နော်ဒီဆက်နဲ့ပြီးတော့လှုပ်ဆောင်ရတယ်ပြီးတော့ပုံမှန်သွေးတန့်စင်ကုသမှုကိုလည်းခံယူပြီးတော့လှုပ်ဆောင်ရတယ်ပေါ့နော်အော်အဓိကတော့အဓိကတော့ကျွန်တော်တို့ကြောက်ကက်စီးတဲ့ဆက်နဲ့ကြောက်ကက်စီးရမှာဖြစ်ပါတယ်အာကြောက်ကက်ယောဂါကိုကျွန်တော်တိတ်တဆိတ်လူသက်သမားလို့သင်စားခေါ်ဝေချင်ပါတယ် ဘာဖြစ်လဲဆိုတော့ဒီယောဂအဆင့်မြင့်လာတာသူကယောဂလက္ခဏာပေါ်လာတာပါပထမကဏ္ဍဦးမှာကျွန်တော်တို့ယောဂလက္ခဏာမတွေ့ရပါဘူးသူကသူ့ရဲ့ယောဂလက္ခဏာတွေကပင်ပန်းနွမ်းနေလာမယ်အားနေလာမယ်အာယုံစူးဆိုင်မှုခတ်လာမယ်အိတ်မပြုံအစာတောက်ပြတ်ပြီးတော့ကြွက်တက်မယ်ဒီကျွန်တော်တို့ပေါ့နော်ညဘက်မှာခြေတော့ကခြေချင်းဝတ်တွေဖောပြီးတော့ရောင်လာမယ်မျက်နှာတွေဖောရောင်လာမယ်အဲ့မျက်နှာဖောရောင်လာတာကျွန်တော်အထူးတစ်ဖြစ်မနေ့အိပ်ရထားတဲ့အချိန်ပေါ့နော် ပြီးတော့နောက်တစ်ခါအသားရေ6တွေ့ရရန်လာမယ်ကျွန်တော်တို့စီးသွားတဲ့အချိန်ကြီးပြောင်းလာမယ်ပြီးလို့ရှိရင်စီးရမကြာခဏသွားမယ်အဲကျွန်တော်တို့အထူးတစ်ဖြစ်ကညဖက်စီးသွားနဲလာပြီးတော့စီးတဲ့မှာသွေးပါလာမယ်ပြီးလို့ရှိရင်အံ့မယ်အဲ့ဒါဆိုလို့ရှိရင်တော့လုံးဝတတိထားတင်ပါပြီ ကျွန်တော်တို့ကုသမှုလမ်းစဉ်ကပေါ့နော်ယောဂအမျိုးအစားအဆင့်ပေါ်မူတည်ပြီးတော့ကုသလို့ရပါတယ်ပေါ့နော်ဒီဆေးဝါးကုသဖို့အတွက်ဒီကဒီသွေးပောင်ချိန်ထိန်းဆေးတွေအဲပြီးတော့စီးဆေးတွေအဲပြီးတော့တွေးအားနဲ့ယောဂအတွက်ဟော်မုန်းဆေးတွေဖော်ရောင်တော့တက်တာရဲ့ဆေးတွေနောက်တစ်ခုကကျွန်တော်တို့အငန်လျှော့စားရမယ်အစာတက်ကိုထိန်းရမယ်ပေါ့နော်အဲအသားထက်ဒီပရိုတင်းတွေကိုပေါ့နော်မြင်းများတက်တာစားသုံးမိရမယ်နော်ပြီးတော့နောက်တစ်ခုကကျတော့စီးသွားအောင်ဖို့နော်ဟိုစီးသွားဖို့အတွက်ကိုကုသတဲ့ဆက်တွေလည်းကုသရမယ်ပြီးတော့ကြောက်ကက် မဖြစ်မနေပေါ့နော်ကြောက်ကက်ပျက်စီးသွားလို့ရှင်နော်ကြောက်ကက်အစားထိုးကူးတာအာပြီးတော့တော့ကြောက်ကက်ဆေးတာတွေနဲ့အမ်ပြုတ်လုပြီးတော့အမ်ယောဂါကိုအနေထားပေါ်မူတည်ပြီးတော့ကူးတလို့ရပါတယ်ပေါ့နော်လူတိုင်းမှာကြောက်ကက်ယောဂါဖြစ်နိုင်သလားဟုတ်ကဲ့လူတိုင်းမှာကြောက်ကက်ယောဂါဖြစ်နိုင်ခြင်းရှိပါတယ်ကျွန်တော်ပြောတဲ့အချက်တွေမှာပို့ပြီးတော့ဖြစ်နိုင်ပါတယ်ဘာ၀ီလဲဆိုတော့ကျွန်တော်စီးကြိုယောဂါရှိတယ်လူတွေးတိုးယောဂါရှိတဲ့လူတွေကျွန်တော်မိသားစုရဲ့မှာကြောက်ကက်ယောဂါမျိုးမျိုးရှိရယ်ယူပြီးတော့နောက်တစ်ခါအဝါလုံးမယ် နှလုံးရောဂါရှိတဲ့လူတွေပြီးတော့အသက်60ကျော်တဲ့လူတွေမှာဒီကြောက်ကြောက်ကက်ကပေါ့နော်လုံးဆောင်ချက်တဘာတဘာဝအလျောက်ကယိုရင်းလာတဲ့အတွက်ကြောင့်အသက်60ကျော်တဲ့လူတွေမှာလည်းဖြစ်နိုင်ခြင်းများတယ်ပြီးတော့ဆက်လေးတောက်တဲ့လူတွေပြီးတော့နာသာရှိအကိုက်ခဲပျောက်စေးတောက်တဲ့လူတွေပြီးတော့ကျွန်တော်ကြောက်ကက်ယောဂါဖြစ်စေနိုင်တဲ့အခြားယောဂါတွေကြောက်လေကြောက်ကက်ယောဂါကိုပို့ပြီးတော့ဖြစ်စေပါတယ်။နောက်တစ်ခုကကျွန်တော်တို့နာသာရှည်ယောဂါဖြစ်တဲ့လူတွေမှာလည်းပို့ပြီးတော့ကြောက်ကက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ကာဝယ်ရမယ့်နီလန်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကရေများများတောက်ရမယ်ပေါ့နော်အပြီးတော့စီးချိုသွေးချိုကောင်းစွာထိန်းချုပ်ပေးရမယ်ကျွန်တော်တို့ကြောက်ကွက်ယောဂဆိုတာနဲ့မကြောက်သွားပါနဲ့ကြောက်ကွက်ယောဂကလည်းကာဝယ်လို့ရတဲ့ယောဂတစ်ခုဖြစ်ပါတယ်အဲဒီကြောင့်ကျွန်တော်တို့ကာဝယ်မယ်ဆိုလို့ရှိရင်တော့ရေများများတောက်ရမယ်စီးချိုသွေးချိုကိုကျွန်တော်တို့တည်ရချာချာထိန်းထားရမယ်ပြီးတော့ကျွန်တော်တို့အငံတွေအဓိကကျွန်တော်အငံတွေရှော့စားရမယ်ဆက်လေးဖြတ်ရမယ် ကိုယ်အလေးချိန်အရန်များနေရဆိုလို့ရှင်တော့ပုံမှန်ဖြစ်အောင်ပြန်ထိန်းတာပါ ပြီးတော့အကြိုက်ခဲပျောက်ဆေးတွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲနဲ့ကြာရှည်လုံးဝမတောက်တင်ပါဘူးကျမ်းမာရေးပုံမှန်ကိုစစ်ဆေးရမယ်အဓိကကျွန်တော်တို့ကျမ်းမာရေးစစ်တဲ့အခါမှာအဲကျွန်တော်တို့စီးစစ်တာတွေးစစ်တာကြောက်ကပ်လှုပ်ဆောင်ချက်ကိုစစ်တာတွေဟာကျွန်တော်တို့ကြောက်ကပ်ယောဂါမဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကြိုတင်ပြီးတော့ကောက်ွဲတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ် ကျွန်တော်ပြောတဲ့အချက်တွေဒါလိုက်နာမယ်ဆိုလို့ရှင်တော့ကျွန်တော်ကြောက်ကက်ယောဂအန်ရဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကိုကြာရောက်မှာမဟုတ်ပါဘူး။အဲ့အတွက်ကြောင့်တေးချာချာလိုက်နာစီခြင်းပါတယ်။မိတ်ဆွေတွေကိုလည်းပြန်ပြီးတော့ဒီအကြောင်းအရာလေးကိုแชร์သွားခြင်းဖြင့်ကူညီပေးပါ။အားလုံးပဲစိတ်ကြံပါနဲ့ကိုယ်ကြံပါနဲ့ပြည့်စုံကြပါစေ။